ဒီနေ့မှာ UFC 3 round ဆစ်ပြိုင်ပွဲကြီးကျင်းပခဲ့ပါတယ်ဒီပြိုင်ပွဲကြီးထဲမှာကျွန်တော်တို့ရဲ့မာလန်ယံကိုစားပြုရှင်းပိုက်တာလေး Joshua Ban က Flying Weight ပွဲစဉ်ထိုးသွားခဲ့ပါတယ်ခင်ဗျဒီပွဲစဉ်မှာ Joshua Ban အလဲထိုးရလနဲ့အတူအနိုင်ရယူနိုင်ခဲ့ပါတယ်လေးပွဲဆက်တိုက်အနိုင်ရရှိခြင်းလည်းဖြစ်ပါတယ်ခင်ဗျအခုထူးခြားတာက UFC ရဲ့ Video Fight နဲ့တွေ့နေလိုက်တော့ဒီပြိုင်ပွဲကြီးကိုလောက်ကြည့်ရှုသူတွေထဲမှာ American သမ္မတ Donald Trump ကိုယ်တိုင်ပါဝင်ခဲ့တယ် Donald Trump တယောက်တည်းလားဆိုတော့ Donald Trump နဲ့မကပါဘူးခင်ဗျတစ်ချိန်လုံးကလက်ဝှေ့ Champion ဟောင်းသမ္မတ Mike လို့ရှင်းစလို့ခေါ်ခံရတဲ့ မိုက်တိုက်ဆန်ကိုရင်လည်းဒီပြိုင်ပွဲကြီးကိုလာလို့တည်ရှိတာမြင်တွေ့ခဲ့ရပါတယ်သမတ်ဒေါ်နယ်ထရမ့်ကို UFC ဒါနာဝိုက်ကအမြဲတမ်းပဲပွဲကြီးကိုဖိတ်ပါတယ် UFC ပွဲတွေဆိုရင်အခုနောက်ပိုင်းမှာ तू ကနိုင်ငံကိစ္စတွေကြံတဲ့အခြားနိုင်ငံရေးကိစ္စတွေတက်ရောက်ရတဲ့ပွဲတွေကြောင့် UFC ပွဲစဉ်တိုင်းကိုမလာနိုင်ဘူးဒါကြောင့် Joshua Ban ပွဲထိုးတဲ့နေ့မှာသမတ်ဒေါ်နယ်ထရမ့်ရောက်ရှိလာတာကကံကောင်းမှုနဲ့တိုက်ဆိုင်မှုတို့အောင်ပြောနိုင်ပါတယ်ဖိုက်တာတိုင်းပွဲထိုးတာကိုသမတ်ဒေါ်နယ်ထရမ့်ကြည့်ခွင့်ရတာမဟုတ်ဘူးကြည့်ဖြစ်တာမဟုတ်ဘူးပေါ့လေ အခုဂျိုရှွာဘန်ထိုးတဲ့နေ့မှာလာရောက်ပြီးတော့ဒီပွဲကိုကြီးကွင်ရသွားခဲ့တဲ့အတွက်မြန်မာနိုင်ငံကိုစားပြုရှင်းဖိုင်တာလေးရဲ့အစွမ်းစားတွေကိုသမ္မတဒေါ်နယ်ထရမ့်မြင်တွေ့ခင်ရသွားခဲ့တယ်ပေါ့လေပြီးတော့သမ္မတဒေါ်နယ်ထရမ့်နဲ့တဖက်မှာရှိနေတဲ့လက်ဝဲအကျော်မော်ဟောင်းကြီးရှမ်ပီယံဟောင်းကြီးတမ်မနီမိုက်ခေါ်မိုက်ဒက်ဆန်အတူတကွအခုလိုပွဲတစ်ပွဲထဲမှာဆုံးမှုဆိုတာလဲကြုံတော့ကြုံခဲ့အခြေအနေပါအဲ့ဒီအခြေအနေတရက်ကဒီနေ့မှလာအောင်စုံစည်းပြီးတော့ဂျိုရှွာဘန်အနိုင်ယူသွားတာကိုတဖက်ကမိုက်ဒက်ဆန်လည်းမြင်တွေ့သွားခဲ့ရတယ်ပေါ့လေ သမရဒွန်ထွန်းကဒဏဝိုင်းနဲ့အတူကွင်းထဲကိုဝင်ရောက်လာတယ်။အဲ့နောက်သူကပြိသက်တွေဘက်ကိုလှည့်ပြီးတော့လက်ပြနှုတ်ဆက်တာကြီးရှိခဲ့တယ်။ပြိသက်တွေကလည်းသူ့ရဲ့နာမည်ကိုအော်ဟစ်ကြွေးကြော်ကြတယ်ပေါ့လေ။အဲ့နောက်မှာတော့သမရဒွန်ထွန်းကရှေ့မှာရှိနေတဲ့ပြိသက်တွေကိုတယောက်ချင်းလိုက်ပြီးတော့နှုတ်ဆက်တယ်။အဲ့ဒီထဲမှာမိုက်ဒယ်ဆန်လည်းပါဝင်ခဲ့တယ်ပေါ့မိုက်ဒယ်ဆန်နဲ့သမရဒွန်ထွန်းလည်းလက်ဆွဲနှုတ်ဆက်တယ်လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်မှာအဲသမရဒွန်ထွန်းပြစီစဉ်ပေးထားတဲ့နေရာကိုဒဏဝိုင်းကိုယ်တိုင်ကလိုက်ပို့ပေးခဲ့တယ်။အဲ့တော့ဒီနေ့မှာကျွန်တော်တို့ရဲ့ရှင်းဖိုက်တာလေးဂျိုရှွာပန်ဟာ ဘရာဇီးဖိုင်တာဘရူနိုဆီလ်ဗာကိုအလဲထိုးနဲ့အနိုင်ရခဲ့တဲ့တတိယပွဲချီမှာအမောက်သိပ်ပြီးအလဲထိုးနိုင်ခဲ့တယ်ပေါ့လေဒီနိုင်ပွဲကဂျိုရှွာဘန်အတွက်တဆင့်တက်ရောက်နိုင်ခြင်းလည်းဖြစ်သွားခဲ့တယ်ဒီနိုင်ပွဲကြောင့်သူက ranking မြင့်တက်လာရင်သလိုထိုးချေကျိုးခံစားခွင့်လည်းပိုပြီးရလာနိုင်ခြင်းရှိတယ်ပြီးတော့ဒီနေ့ထက်မှထိုးတဲ့နှစ်ပွဲထိုးနှစ်ပွဲလုံးနိုင်တဲ့ရလာလည်းရသွားခဲ့တယ်နောက်ဆုံးထိုးတဲ့လေးပွဲလုံးမှာအကုန်အနိုင်ရတဲ့မှတ်တမ်းကောင်းလည်းသူရရှိသွားခဲ့တယ်ခမပြီးတော့မြန်မာအလံရှုံလွှမ်းပြီးထိုးတဲ့နှစ်ပွဲလုံးဟာလည်းအနိုင်ရလာနဲ့ ဂျိုရှွာဘန်ကိုညနေပန်းလှစေခဲ့တယ်ပေါ့လေအဲ့တော့ရှိလာမဲ့ပွဲစဉ်ရောက်ရင်ဂျိုရှွာဘန်ဟာ ranking ထဲကဖိုက်တာတယောက်နဲ့ထိုးခွင့်ရပါစေသူ့ရဲ့ champion knowledge ချက်ပြေးလန်းဟာလည်းအကောင့်ထဲပေါ်လာနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည်သူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ